ာပါဒီနေ့ရတော့လူငယ်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ open house အစီအစဉ်လေးကိုပေါ့နော်မြမကွန်ရီအိမ်ယာမှာရှိရဲ DBU International College မှာရှိနေပါရဲ့ရှင်ဒီနေ့က presentation လေးတွေလည်းရှိနေရဆိုတော့လေအတန်းထဲက activities လေးတွေလေ့လာရနေအတန်းထဲမှာဆရာဆရာမတွေဘယ်လိုတင်လဲဆိုတာကိုပေါ့နော်ဝင်ရောက်ပြီးတော့ဆက်ဆွရအောင်နော် application and such as for example

ဟုတ်ကဲ့ဟုတ်ကဲ့ညီမလေးညီမ open house လေးလည်းရှိရပါတော့အထက်မှာကလေး presentation လုပ်နေရညီမသွားကြည့်ရပါတော့ဆရာတို့ရဲ့အတင်ပြကောင်းတာပါမယ်ကျွန်တော်ကလေးရတအားတော်ကြတယ်ကျေးဇူးပါဟုတ်ကဲ့ဒီနေ့ဟာညီမလေးဒီနေ့ပေါ့နော်ဆရာတို့နဲ့တွေ့ရဆိုတော့အခုဒီ TPU မှာပေါ့နော်လက်ရှိဘယ်လိုမျိုးလေးရဆရာတို့သင်ကြားနေရတဲ့ဟာလေးတွေကိုညီမသိချင်တာပေါ့နော်အဲ့ဒါလေးတွေတွေ့လာပြီးတော့မေးရပါရှင်ဆရာဟုတ်ကဲ့ဟုတ်အကြောင်းဒီတကူတကရောက်လာဆိုတော့စဉ်းစားနေတာဗာပြန်မေးနေတာရှိတယ်ဟုတ်ကဲ့အာလက်ရှိကတော့ကျွန်တော်တို့ဒီမှာတော့ program စီလည်းအများကြီးရှိတယ်ဗျာနော် subject တွေဟိုသက်ဆိုင်ရာ professor တွေနဲ့လည်းသင်ကြားပေးနေတယ်အဲ့တော့ကျွန်တော်အပိုင်းကတော့ကျွန်တော် strategy management ဘာသာရပ်တို့ science and technology တို့ um ပြီးလို့ရှင် creative thinking နော် analysis အဲ့ဒါအဲ့ဒါတွေ focus လုပ်တဲ့ဘာသာတွေသင်ပေးနေပါတယ်အာဒီဘာသာတွေလည်းကျွန်တော်တို့ကစာတွေ့ပဲမဟုတ်ပဲねဒီလက်တွေ့ရောအခုဒီ case study တွေဆိုရင်ဒီ app to date problem တွေပေါ့နော်ဒီအခုကဘာပေါ်မှာပါဖြစ်နေတယ်အဲဒီ case တွေနဲ့ကျွန်တော်တို့ theory နဲ့ချိတ်ဆက်ပြီးတော့ knowledge ပိုင်းရော တခြား hard skill soft skill အကုန်လုံးလည်းထည့်ပြီးတော့ကျွန်တော်တို့သင်ပေးနေရမှာနော်။ဆရာအဲ့အကြာလေခလေးတွေရောဘယ်လိုမျိုးလေးဒီ class ပေါ်မှာပေါ့နော်ဘယ်လိုမျိုးလေး internet ဘယ်လိုရှိလဲပေါ့နော်သူတို့ဘယ်လိုမျိုးလေး react လုပ်နေဆရာဟုတ်အမ် ရုတ်တရက်ကျွန်တော်တို့ဒီအကြောင်း DBU ပေါ့နော် especially ရောက်လာလို့ရှိရင်ပြဿနာတစ်ခုတော့ရှိပါလေဆိုကျွန်တော်တို့ဒီမှာ quality education ပေးထားတဲ့ပြည်သူတို့ကြောင့်မလို့ရုတ်တရက်အခက်အခဲလေးတွေရှိမြင်ပါကျွန်တော်တို့ standard တစ်ခုကိုဆွဲတင်တာဆိုတော့ကျောင်းသားတွေမှာအဲ့ဒီဆက်ဆံခြင်းတွေမှာတော့အဲ့ဒီအခက်အခဲလေးတွေရှိတယ်နည်းနည်းလေး gap လေးပေါ့နော်ဒါပေမဲ့ဘာမှစိတ်ပူကြမလို့ဘူးကျွန်တော်တို့ professor တွေကဒီမှာရှိတဲ့ senior students တွေကလိုအပ်လိုအပ်သလိုကျွန်တော်တို့ skills တွေ live ပြပေးတယ်အကူအညီပေးတယ်ကျွန်တော်တို့ lecture ချိန်နဲ့မလုံလောက်ရင် supervision section တွေထပ်ပေးတယ်ဆိုတော့ ဟိုကျောင်းသားဘက်ကတကယ်ကြိုးစားရတယ်ဟိုလိုချင်နေဆိုရင်တော့ကျွန်တော်တို့ဒီ quality education မိသွားမှာပါပဲ။ဟုတ်ဆရာအခုကြာလေခလေးညာခုနဲ့တယောက်နဲ့တယောက်ကလည်းပညာရေးဘက်ကမှမတူဘူးပေါ့နော်။အဲ့တော့ကြာအခုကြာတော့ဒီကျောင်းမှာဆိုလို့ရှိရင်ဘယ်အရွယ်ကနေပြီးတော့စပြီးတက်လို့ရလဲမသိဘူးရှင်။ဟာကျွန်တော်တို့ကျောင်း program အရာတော့ဒီကျွန်တော် grade 9ပေါ့နော်။အဲအသက်အားဖြင့်ဆိုရင်14 15လောက်ဆိုရင်စပြီးတော့ join လို့ရပြီပဲ။ အာကျွန်တော်တို့ GED ကဒီ bachelor program ကိုတခါလေး join တဲ့အခါကျတော့ life long learning ဖြစ်သွားမှာပေါ့နော်။ဟုတ်ကဲ့ GED နဲ့ bachelor တွဲပြီးတော့တက်လို့ရ။ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ရဲ့ DBU ရဲ့တကယ်ဟိုတခုတော့အာတာချက်ပေါ့နော်။အာတာချက်လေးတွေတခုလို့ပြောလို့ရ။ဒါဆိုကျွန်တော်တို့က ဒီအရွယ်ကိုကျွန်တော်တို့ကိုယ်တိုင်လည်းဖြတ်တန်းခဲ့ရတာဆိုတော့ဒီအရွယ်မှာကျွန်တော်တို့ကအချင်း waste မလုပ်တင်ဘောနော်ဒီ international နဲ့ level နှိမ့်ပို့ဆိုးသွားပြီနော်ကျွန်တော်တို့ကဒီခေတ်ကဂျီတလဲမှာနောက်ကျလို့မရတဲ့ခေတ်ဆိုတော့ဒီ program ကတကယ်မျိုး effective အားဖြစ်တယ်ကျွန်တော်တို့တော့ငယ်တယ်ဆိုပြီးပြန်တက်ချင်သေးပါတယ်တချို့ရှားလည်းနော်ကြောင်းသားထားရဲ့ခလေးလေးရှိရယ်ဆိုတော့ဒါလေးကအဆင်ပြေရယ်နော်ဟုတ်တယ်ဗျာအခုကျွန်တော်တို့ market ထဲမှာကြောင်းသားတော်တော်များကရွေးချယ်စရာကိုစဉ်းစားတာဟောပေါ့နော်ပြီးတော့ဘယ်လမ်းကြောင်းသွားမလဲဆိုစဉ်းစားရင်ဒီအချင်းနည်းနည်း ဟို waste ဖြစ်နေတာကျွန်တော်တွေ့ရပါတော့ចောင်းသားတော်တော်များပါအဲ့ဒီ program လေးကကျွန်တော်တို့ចောင်းသားတွေနဲ့တော်တော်များအတွက် suitable လေးဖြစ်တယ်ပြီးတော့ conservative လေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးပါဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆရာအဲ့ကျတော့ဆရာတို့အခုကျတော့ဒီကလေးလေးကြီးကြပါတော့ငယ်တော့ကြာဒီမှာကြာတော့ဒီလို အေးဒီနှစ်ခုတွဲတက်တဲ့ဟာပေါ့နော်အဲ့ဟာနဲ့ဆိုလို့ရှင်ခလေးဘနဦးလောက်မြန်အဲ့လိုမျိုးတွဲတက်တာရှိလဲမသိဘူးဆရာတော်တော်များများတက်ကြရပြ surprisingly ပါဟိုကျွန်တော်တို့ကတကယ်တမ်းပြောရင်ဟိုဒီဟိုကြီးဒီခလေးတွေဟိုစိုးရိမ်မလားပါမလားတော့စဉ်းစားနေတာဒါပေမဲ့ခလေးတွေတော့ကြပါတယ်သူတို့ကဟိုကျွန်တော်အမြင်ကတော့ market ထဲမှာဒီခလေးတွေသူတို့စောက်ခိုင်စရာ opportunity တခုမရှိတာပေါ့နော်အခုလိုကျွန်တော်တို့ program တခုရတဲ့အခါကျတော့ခလေးတွေက ဟိုအားရဝန်သားပဲစ조사ပြီးတက်ကြတော့ကျွန်တော်တို့မြင်ရတယ်ပြဝန်သားစရာတခုပါဟုတ်တယ်ညီမလေးခုနကတော့ကြည့်ခဲ့ကလေးလေးကတော်တော်ကြာတယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကြာဆရာတို့ကအခုလက်ရှိကတော့ကလေးတွေဘက်ချလာတင်နေရပေါ့နော်နောက်ပိုင်းနောက်နှစ်ကလေးတွေအတွက်ကဆရာတို့ဘယ်လိုလေးပြင်ဆင်ထားလဲမသိဘူးရှင်အာကျွန်တော်တို့ကဒီ semester တခုပြီးတိုင်း block course တခုပြီးတိုင်းကျွန်တော်တို့ကတော့ preparation effort အများနဲ့လုပ်တယ်ပေါ့နော်ဆိုတော့ဟို factor လေးနည်းနည်းပြောပြရမယ်ဆိုကျွန်တော်တို့ course တခုပြီးတိုင်းကျွန်တော်တို့ကျောင်းသားတယောက်ချင်းစီကို feedback ကြောက်တယ်ဒါဆိုကျွန်တော်တို့ကဒီ syllabus တွေအမ် curriculum နေ test ပေါ့နော်ကျောင်းသားတွေရဲ့ feedback ကိုကျွန်တော်တို့ကအရင်ဥစားပြီးသူတို့ခက်ခက်ခက်ခင်းမှာကျွန်တော်တို့တင်တာတအားခက်ခဲနေလားခလေးတွေ live ပို့ကျွန်တော်တို့ဘာတွေ add on extra uh, curricular activities ပါထည့်ပေးရမယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ကျွန်တော်တို့အမြဲတမ်း modify လုပ်တယ်အဲ့ဒီပြင်ကိုလည်းကျွန်တော်တို့ monitoring section တွေရှိတယ်ပြီးတော့ဒီ Durick Panty University ရဲ့ professor တွေနဲ့ကျွန်တော်တို့ဘက်က DBU academy team တွေပေါ့နော်အမြဲတမ်းကျွန်တော်တို့က meeting တွေလုပ်တယ် semester တခုပြီးတိုင်းဒီ course ကိုကျွန်တော်တို့ effectively ဘာလုပ်လို့ရမလဲပေါ့နော်။ဒါကတော့ကျွန်တော်တို့ပုံမှန်လုပ်နေကြရေးစရပါဘူး။ဟုတ်ကဲ့။ဟုတ်ပါနော်ဆရာတို့ကြားဟုတ်ကဲ့။ဟုတ်ကဲ့။အဲဒါကျတော့ဆရာတို့အခုကျတော့ဒီလိုမျိုး um feedback လေးပြန်ပေးရပေါ့နော်။ကလေးဘက်က feedback ကဘယ်လိုလေးနေလဲမသိဘူးဆရာ။အာကလေးဘက်က feedback ကကျွန်တော်တို့ကဟိုဟိုအန်အိုကောင်းတာတခုကတော့ဒီကလေးတွေကကောင်းတာမကောင်းတာတဲ့သူတို့ကိုယ်တိုင်ကျွန်တော်တို့ရဲ့ဒီ teaching အသေးကိုစိတ်ဝင်စားနေတော့မြင်ရပါတော့နော်။ပြောကျင်တာတော့ကျောင်းနဲ့ကျောင်းသားနဲ့တသားတည်းကြာနေတဲ့ဘောပေါ့။ သူတို့ကိုယ်တိုင် suggestion လေးတွေပေးလာတယ်ပေးလာတဲ့ suggestion မှာလည်းကျွန်တော်တို့ course ကခက်တယ် assignment တွေများတယ်ဆိုတာမျိုးမဟုတ်ပင်ねသူတို့ဗားလေးတွေထပ်လုပ်ချင်တယ်ပေါ့နော်အာသူတို့ practical လေးတွေထပ်ထည့်ပေးပါအာဒါမှမဟုတ်သူတို့ site study လေးတွေပို့လုပ်ချင်တယ်ဒီဒီ practical case တွေပေါ်မှာအာ depend လုပ်ထားတဲ့ assignment တွေလုပ်ချင်တယ်အဲ့လိုမျိုးသူတို့ရဲ့ပို့စူးစမ်းချင်တာတွေတွေ့ရတယ်ခင်ဗျာကျွန်တော်တို့လည်းနော်ကျွန်တော်တို့ဘက်ကလည်းဒီ student တွေရဲ့လိုအပ်ချက်ကိုအမြဲတမ်း live ဖြည့်ပေးနေတယ်ဆိုတော့သူတို့ရဲ့ demand နဲ့တက်လာတာဟုတ်ကဲ့ဒီကလေးရဲ့အတွက်ကိုပေါ့နော်နိုင်ငံတကာအခွင့်အလမ်းတွေကဘယ်လိုလေးရှိနိုင်သေးလဲရှင်စီယာအာကျွန်တော်တို့ကဟို quality education ဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်တော့ကျောင်းသားတယောက်ရဲ့ကြိုးစားမှုပေါ်မူတည်ပြီးတော့အဲ further study မှာအများကြီးဖြစ်သွားနိုင်တယ်ပေါ့နော်အာကျွန်တော်တို့ကျောင်းဘက်ကချိတ်ဆက်ပေးကြရည်ဆိုရင်ဒီ Drake Family University နဲ့ collaboration ဖြစ်တဲ့အတွက်ကြောင့်မလို့ အဒီကျောင်းမှာတော့ further study ဒီ master phd ကစဆက်ပြီးတော့ study လုပ်လို့ရတယ်အ top head program နေ join လို့ရတယ်ပြီးတော့တခြားသောဒီ um UK university နဲ့လည်း collaborate လုပ်ကြတယ်နောက်နောက်နေလည်းပို့ပို့ပြီးတော့ဒီ collaboration တွေပို့တိုးဖို့ပဲရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေအတွက်ကတော့တကယ်ခိုင်မာတဲ့ပညာရေးတန်းကျောင်းလုပ်ခုပါဟုတ်ကဲ့အခုကျအဆရာတို့ကအပြင်မှာလဲပေါ့နော် DBU ကျောင်းပြောနေကြရတယ်ပေါ့နော်အဲ့တော့ကျတော့ညီမတို့ဆရာတို့အခုလက်ရှိဆိုလို့ရှိရင်အင်ထိတ်လေးပြန်တော့စဖွင့်မလဲဆိုတော့ဒီလိုရအောင်အာကျွန်တော်တို့ကဒီ blog course နဲ့သွားနေရဆိုတော့အခုအနည်းဆက်ဆုံးဆို ် January မှာရှိမှာခင်ဗျ။အာပြီးတော့ဟိုစိတ်ဝင်စားအောင်လေကျွန်တော်တို့ဟိုလေးလာလို့ရအောင်လေကျွန်တော် try class ဒီလာတက်ဖို့ကအစားလာလေးလာဖို့ဒါမှမဟုတ်ရင်ကျောင်းသားတွေနေမှာမဟုတ်ဆရာကြီးနဲ့တွေ့ပြီးစကားပြောချင်နေဆိုလေကျွန်တော်တို့အားလုံး welcome လုပ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အပြင်ကနေပြီးတော့လာတက်ချင်တဲ့ကလေးတွေအတွက်ကောဆရာဘယ်လိုလေး message လေးပေးချင် MTV ရှင်ဆရာ။အာကျွန်တော်တို့ကဟိုဒါကတော့ကျွန်တော်တို့ရဲ့ကျောင်းကနေ provide လုပ်ပေးထားတာတွေကိုကျွန်တော်တို့ရှင်းပြရပါတော့။ဒါဒါပေမဲ့ကျွန်တော်ပြောချင်တာဒီဟာလေးကြားလိုက်တာနဲ့ဟိုယုံကြည်ပြီးတော့လာတက်เสียမလို့ဘူး။ကျွန်တော်တို့လာပြီးလေ့လာပါအောင်လေ့လာဖို့ကျွန်တော်တို့အရင်ဆုံးဖိတ်ခေါ်တယ်။အရင်ဆုံးကျွန်တော်တို့ campus ကိုလာလေ့လာပါ။အာ teaching style လာလေ့လာပါ။တကယ်စိတ်ဝင်စားဖို့ကောင်းကျွန်တော်တို့အချိန်မျိုးဖိတ်ခေါ်ပါတယ်။ကျွန်တော်တို့ဟိုဟိုတကူးတကာကြီးပြင်ဆင်ပြီးတော့လောက်တာဆိုတာတစ်ခါအမြင်နဲ့ဒီ framework ဒီ system တွေနဲ့တွားနေရဆိုတော့လေ။အရင်ဆုံးလာလေ့ဖို့လာဖို့ဖိတ်ခေါ်ပါတယ်။ explore လုပ်ပြီးသွားရင်တဘောကြပါပါကျွန်တော်တို့ grade ပြီးနိုင်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးပါဟုတ်ကဲ့ခင်ဗျာကျေးဇူးများရှိပါတယ်ဟုတ်ကဲ့ပါ အခုဒီနေ့မှာကလေးရဲ့ activities လေးတွေလည်းကြည့်ပြီးသွားပြီဆရာနဲ့လည်းပေါ့နော်ကျောင်းအကျောင်းလေးတွေသိချင်တာလေးမေးပြီးသွားပြီဆိုတော့တကယ်လို့ပေါ့နော်ကျောင်းအကျောင်းကိုထပ်ပြီးတော့သိချင်တာအသေးစိတ်လေးစုံစမ်းချင်တာရှိလို့ရှင် DBU chat box မှာပေါ့နော်တွားပြီးတော့မေးလို့ရပါတယ်ရှင်ပြီးတော့ DBU ကလက်ရှိကလည်း open house အစီအစဉ်လေးရှိတာဆိုတော့လေတကယ်လို့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပညာရေးအကြံပေးရင်းနဲ့ဆွေးနွေးတိုင်ပင်ချင်တာရှိလို့ရှင်လေဒီ open house program နဲ့အတူပေါ့နော် DBU မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင်